်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အာနာသိန်းဆေအုစုကပြုလုပ်မဲ့ရွှေကောက်ပွဲရလဒ်တွေကိုပြပြတ်တာတာညင်းပယ်ပေးဖို့အာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းအဝန်းတွေကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်။ ီကနေ့မှကြာရောက်တဲ့2020ပြည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၅နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ CRPH ကအခုလိုထည့်သွင်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီနီးကြပြုလုပ်တဲ့ရွေးကောက်ပွဲကနေတစဉ်လွှတ်တော်တရက်မပေါ်ပေါက်မချင်းတရားဝင်ဆဲဖြစ်တဲ့2020ရွေးကောက်ပွဲရလဒ်ကိုကင်ဆွဲက Federal Democracy နိုင်ငံတော်တည်တည်ဆောက်ရေးအတွက်ဒေါ်လာရင်းအစုတွေအားလုံးနဲ့လက်တွဲပြီးဆက်လက်ကြိုးပမ်းသွားမယ်လို့လဲ CRPH ကကတိပြုကြောင်းဆိုထားပါတယ်။ စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုဦးတည်မှာမဟုတ်ပဲစစ်ဘုတ်ချုပ်တွေရဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်နိုင်ဖို့တိုးတင်ကြံစည်ထားတဲ့တရားမဝင်ရွေးကောက်ပွဲသာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်မြန်မာထိုင်းနယ်စပ်ကနေထိုင်းနိုင်ငံထုတ်ကုန်စီတွေကိုဒူတိုင်းမူဟောင်းရဲ့ခွင့်ပြုချက်နဲ့တင်သွင်းခဲ့တဲ့ကုန်တယ်တရားကျော်ကိုစစ်ကောင်မရှင်တပ်ကလိုက်လံဖမ်းဆီးနေတာကြောင့်ကုန်တယ်တွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့နိုဘာလ၈ရက်နေ့မနက်ပိုင်းကကုန်တယ်တွေစီကသိရပါဗျ။ ပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးအပတ်ကခင်ပြည်နယ်ဖအံမြို့တန်လွင်တံတားကိုလုံခြုံရေးအရာတံတားပိတ်ထားတဲ့အချိန်ကုန်စည်တင်ရင်140ကျော်ကိုမော်လမြိုင်မြို့အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုရဲ့အမိန့်နဲ့ဖျက်ဆီးခွင့်ပြုခဲ့ပါတယ်။ တန်လွင်တရားဖြတ်တန်းခွင့်ပြုခဲ့တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်မိုပညာဝင်းနဲ့အတူကရင်ပြည်နယ်အကောက်ခွန်ဦးစီးဌာနပြည်တွင်းအခွန်စစ်တပ်ရဲတပ်ဖွဲ့ပူးပေါင်းပါဝင်ပြီးဌာနဆိုင်ရာအရာရှိ20နီးပါးဟာဒုစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးစိုးဝင်းရဲ့အမိန့်နဲ့ဖမ်းဆီးခဲ့ပါတယ်။ဒါပြင်ကုံစီနဲ့ကုံတွေကိုလိုက်လံဖမ်းဆီးတာ blacklist တင်ညာကြတွေကိုစစ်ကော်မရှင်ကလုံဆောင်ခဲ့ပါတယ်။ဒါကြောင့်ကုံတွေဟာထိုင်းဘက်ကိုအကုန်လုံးထွက်ပြေးခဲ့ရတာကြောင့်လူတွေဘဝပြတ်ခဲ့ရတဲ့အထိဖြစ်နေတယ်လို့ကုံတွေတယောက်ကပြောပါတယ်။ ်စစ်ကောင်စီကအခွန်မူဝါဒတင်းကျပ်ထားပြီးကုံတွယ်တွေအနေနဲ့အခွန်ဆောင်မရတဲ့အတွက်ကြောင့်တရားမဝင်ကုံတွယ်နေရပြီးတရားဝင်ကုံတွယ်ခွင့်ရအောင်အခွန်မူဝါဒဖြေလျှော့ပေးပြီးလိုင်စင်ချပေးဖို့လိုတယ်လို့ကုံတွယ်တွေကပြောကြပါရရှင်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့ အနာဒိစစ်တကပြန်လည်အုပ်ချုပ်ခွင့်ရခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လားရှုမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ရက်ွက်အလိုက်မဲစည်းနေလိုက်လံကြေညာထားပါတယ်။အဲ့လိုလှုပ်ဆောင်နေပြီမဲမဲစည်းမှာမိမိနာမည်ပါမပါတွားကြည့်ရတဲ့မရှိလောက်ဖြစ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။မဲစည်းပါလားဆိုကျွန်မကတွားလည်းမကြည့်ဘူးကျွန်မလည်းအဲ့လိုတဖက်နဲ့ဆိုတွားလည်းမကြည့်ဘူး မမြင်ဘူးလဲလားမပြောဘူးဘူးမှလည်းလားမပြောစစ်ကော်မရှင်ပြန်လဲအုပ်ချုပ်ခွင့်ရခဲ့တဲ့လာရှုမျိုးပေါ်ရက်ွက်72ခုမှသာရစ်ကောက်ပွဲကျင်းပမှာပါဂျန်တဲ့ကြေးရအောင်အုပ်စု85ခုကတော့ MNDA ကိုကတက်ကထိန်းချုပ်ထားပါတယ်မျိုးပေါ်ရက်ွက်တွေမှာဒါမဲစင်းနေကျင်ညာနေတယ်ဆိုပေမဲ့စိတ်ဝင်စားသူမရှိတာကြောင့်အတန်ချက်ချက်နဲ့လိုက်လံစော်ဩနေရတယ်လို့ဆိုပါတယ်မဲတဲ့ဘူအခုတည်းကဘူးမှစိတ်မဝင်ကြ ပါမကြီးတို့ဆိုရောမရွက်တဲ့မကြီးနဲ့လိုက်အောင်ဦးစိတ်မဝင်တာမဲပေးဖို့အမဖြစ်နိုင်ဘူး MNDA ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေရဲ့လာရှုံမြို့တိုင်းတိုက်ပွဲတွင်နှစ်ဖက်ပစ်ခတ်မှုတွေကြောင့်အရက်သားတည်ဆုံးသူရာခနန်းတိရှိခဲ့ပါတယ်ဒါအပြင်လူနေအိမ်တွေနဲ့အဆောက်အဦတွေလည်းပျက်စီးခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတွေရာလည်းလက်ရှိအချိန်ထိနှင်းလက်မထူနိုင်သေးပါဘူးဒီလိုအချိန်ဒီမှာပြည်သူလူထုဟာနှိမ့်စင်ဘဝရည်တည်နိုင်မှုအတွက်ရုန်းကန်ရှာဖွေနေရတာကြောင့်ရွေးကောက်ပွဲကိုပိုပြီးစိတ်ဝင်စားကြတာပါလုပ်ငန်းတွေကမရှိသေးဘူးလေတကယ်တည်းစာဝန်တွေလုံးပန်းနေရတော့သူ့မဲစင်းတွေတော့မဘသူမှတော့စိတ်ဝင်စားမှုတော့မရှိပါဘူး လာရှုမြို့ကို MNDA ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေက2024ဇူလိုင်မှာ မြို့တိန်တိုက်ပွဲစတင်ပြီးအော်ဂုတ်လမှာသိမ်းယူနိုင်ခဲ့ပါတယ်2025အေပီမှာတော့ MNDA ကုကတ်တပ်ဟာလာရှုမြို့ကိုတရုတ်နိုင်ငံဂျာဝင်မှုနဲ့စစ်ကော်မရှင်တပ်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်ကျွန်တော်ခွန်စောဦးပါ ရခိုင်မှာဈေးဝပြက်လက်တာဈေးကြီးပေးဝင်နေရတာဒေတာတွင်ဈေးုံဈေးခက်လုံလောက်မှုမရှိတာတွေကြောင့်ဈေးုံကိုတော်ပြီးဈေးကူတာမှုခံယူမယ်ဆိုရင်ခီးဈေးကအနည်းဆုံးကျပ်3သိန်းအထိပေါက်ဈေးရှိနေတယ်လို့ဒေတာခန့်တွင်တဲ့စစ်ပေးရှောင်းတွေကပြောပါတယ်။ဒါဟာဈေးုံကိုတော်ရောက်ရမယ့်ခီးဈေးဒါဖြစ်ပြီးဈေးဝကူတာဈေးစားဈေးစားတာတွေမပါရှိသေးဘူးလို့ဆိုပါတယ်။ ်အခုလိုခရီးစည်းရဲ့ကုန်ကြမှုအများပြနေတဲ့အပြင်စေကူသားစည်းရဲ့လည်းမတက်နိုင်တဲ့အတွက်အခြေခံလက်လုံလက်စားသမားတွေနဲ့စစ်ဘေးရှောင်တွေဟာစေကူသားမှုခံယူခွင့်ဆုံးရှုံးနေကြရတာပါလို့ဖြစ်သေးတော်မျိုးနေကဒေတာခန့်တယောက်ကပြောပါတယ်ဒေတာခန်တယောက်ရဲ့ဆက်သွေးရေးလိုင်းအခြေအနေကြောင့်စာနဲ့ဖြေကြတော့ကိုဒီပူပီသတင်းထောက်ကအတန်းအစားထိုးဖတ်ကြားပေးထားပါရယ်။လက်လုံလက်စားသမားတွေကအခက်ခဲပိုရှိပါတယ်။မိုးရီထဲမှာဟင်းရှားငါးရှားထွက်ဖို့လေရာသီကူးပြောင်းချိန်မှုနေမကောင်းဖြစ်ဖို့စိတ်ပူနေရတယ်။ နေမကောင်းတစ်ခါဖြစ်ရင်စေယုံစေကန်တစ်ခုခုကိုသွားဖို့ကအနည်းဆုံး3သိန်းလောက်ထိကုန်ကျမှုမရှိပဲမသွားနိုင်ဘူးအခုကအရင်လိုလမ်းခီးတွေကအဆင်မပြေတော့ခီးစိတ်ကလည်းပိုကြီးလာပါတယ်အခုလိုအချိန်ခါမဟုတ်မိုးရွာနေတာကကျွန်တော်တို့လိုလက်လုတ်လက်စားသမားတွေနဲ့စစ်ဆောင်တွေအတွက်ပိုခက်ခဲပါတယ်ကျမကြီးထိခိုက်ဖို့စိုးရင်ရတယ်လေတစ်ခုခုကိုသွားလာမယ်ဆိုရင်တော့ဆက်လီကိုစိမ့်လုံးငှားသွားရတယ်အရင်တော့ကလိုပုံမှန်ပြေးဆွဲနေတဲ့ဆက်လီတွေကမရှိတော့ပါဘူး ရခိုင်မှာတကြောပြန်တိုက်ပွဲစဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလကစပြီးစစ်တပ်ကစေဝါတည်ယူခွင့်တွေကိုပြင်းပြင်းထန်ထန်ပိတ်ဆို့ခဲ့ပါတယ်။ဒါကြောင့်ဒေတာတွင်စေဝါတွေပြလည်လာကစေဝါရှားပါမှုအထက်ကိုအခုချိန်ထိခန်းစားနေကြရတာပါ။လက်ရှိမှာလည်းရခိုင်မှာဒီကိုဂျင်တကက်ကို6000ကျပ်၊ဘာဟိုဂျက်စစ်တကက်ကို4000ကျပ်နဲ့ပါရာစီတမောတကက်ကို1000ကျပ်ပေးဝင်နေရပြီးဒါဟာအလောက်ကန်ရှားပါတဲ့ရခိုင်ကစစ်ဘေးရှောင်တွေအတွက်မတက်နိုင်တဲ့ဈေးဖြစ်နေတယ်လို့ဆိုပါတယ်။ ။ဟိုစိတ်ဆောင်တွေဆိုရင်စေကူတဲ့ဒါစရိုက်တွေမတက်နိုင်လို့အဲစင်ုံစစ်ဖက်မတော့နိုင်ဘူးပေါ့အာအဲ့လိုပြီးတော့အတူစင်ုံစင်းနဲ့စစ်ဆိုင်တက်တက်လေးတွေကစစ်နေပဲဟိုသူတို့ဟိုတောက်နေရတယ်ပေါ့နော်အလောက်ကန် maybe အေးဝန်ငွေမရှိတဲ့စိုက်ဆံတော့တော်တော်များများတာပေါ့နော်စင်ုံစစ်ပြန်သွားမယ်ဆိုတော့အခက်ကတော်တော်များများရှိတာပေါ့နော်အေးမဖြစ်လို့ဆိုတော့အေး crazy တွေလည်းကြီးတာပေါ့စေကူတာစရိုက်တွေဆိုတော့လေဟို ရင်စေတကရင်စည်းကြည့်တော့လေဒီလိုမျိုးစေတခွဲတော့ဝေမတောင်းနိုင်ဘူးပေါ့နော်အဲဒီလိုပဲအဲတိုးစေအောင်စေတဲ့နေပဲဟိုဖြစ်ချင်လဲရတဲ့လက်ရှိပါတယ်အဲစေကန်းစေမတောင်းနိုင်ဘဲနဲ့အဲချိန်မပြီးခန်းဆန်းနေရတဲ့သူတွေရှိတာပေါ့ရခိုင်ပြည်အတွင်းအေအေကကျဲမာရဲ့ပညာရဲ့ကဏ္ဍအသီးသီးမှာဝန်ဆောင်မှုတွေပေးနေပေမဲ့လေကုံစီစီစဉ်မှုနဲ့နိုင်ငံတကာအကူအညီဝင်ရောက်မှုအားနည်းနေသေးတာကြောင့်အကူအညီရရှိမှုတွေကတော့အားနည်းနေစေဖြစ်ပါတယ် ရခိုင်မှာတကြောပြန်တိုက်ပွဲတွေကြောင့်အိုးအိမ်စွန့်ခေါ်ထွက်ပြေးတင်းရှောင်နေရသူ6သိန်းကျော်ရှိနေပြီးစာဝန်တွေရဲ့ကျဲမာရဲ့ပညာရေးစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ပြည်내နေစေဖြစ်ပါတယ်။ကျမကေခိုင်ပါ။မြောက်ကိုရီးယားဟာသူ့ရဲ့အရှိတ်ကံရိုးတန်းကနေပလန်တဲကိုပဲထိန်တုံးကြီးဒဇင်ပြစ်လွှတ်ခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကနိုမာလာ9ရက်နေ့တောက်ကြနေမှာပြောကြားခဲ့ပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ကလည်းတောက်ကြနေသတိပေးချက်တစ်ခုထဲမှာမြောက်ကိုရီးယားဟာပယ်ထိန်တုံးကြီးတစင်းဖြစ်နိုင်တဲ့အရာကိုပြစ်လွတ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တခြားကောင်းဆောင်တွေအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်အတွက်တောင်ကိုရီးယားမှာထိပ်သီးအစည်းအဝေးတွေနဲ့အစည်းအဝေးအမျိုးမျိုးအတွက်စုစည်းခဲ့ကြတဲ့အော်တိုဘာလကုန်ပိုင်းတော့ကလည်းအထူးကြံနိုင်ငံမြောက်ကိုရီးယားဟာကိုရီးယားကျွန်းဆွယ်အနောက်ဘက်ကိုပင်လယ်ကနေမြေပြင်ကိုပစ်ခတ်နိုင်တဲ့ cruise တုံးကြီးတွေနဲ့စမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်ရှင်။ ပိုလန်အောက်လွှတ်တော်ဟာအာဏာလွဲသုံးစားလုပ်မှုနဲ့ရာဇဝတ်ကိုင်းတစ်ခုကိုဦးဆောင်ခြင်းအပါအဝင်ရာဇဝတ်မှုပေါင်းအများအပြားမှာပတ်သက်နေတဲ့တရားရေးဝန်ကြီးဟောင်းဇပီညက်ဇယိုဗီရိုရဲ့ပြစ်ဒဏ်ကျလွတ်ခွင့်ကိုရုတ်သိမ်းဖို့အတွက်နိုမာလာ9ရက်နေ့တောက်ကြနေ့မှာမဲပေးခဲ့ပြီးဖမ်းဆီးတရားစွဲဆိုနိုင်ဖို့လမ်းဖွင့်ပေးခဲ့ပါတယ်။ကိုယ်စားလှယ်442ဦးမဲပေးခဲ့ပြီး ထောက်ခံမဲ244မဲကန့်ကွက်မဲ198မဲကြားနေမဲမရှိစပင်းညက်ကိုဖမ်းဆီးခြင်းနဲ့ယာယီဖမ်းဆီးခြင်းအတွက်ခွင့်ပြုချက်ပေးတဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုကြောင်းပိုလန်အောက်လွတ်တော်ဥက္ကဋ္ဌရှီမွန်ဟော်လနီယာကကြေညာခဲ့ပါတယ်။စပင်းညက်ဇေယိုဗီယိုဟာအမျိုးသားရေးဝါဒီဥပဒေနဲ့တရားမျှတမှု PIS အစိုးရမှ2015ကနေ2023ထိတရားရေးဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးသူ့ရဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်အတွက်မဲပေးပွဲကိုမတက်ရောက်ခဲ့ပဲပိုလန်ကိုပြန်လာရင်လည်းတရား မျှတစွာဆက်ဆံခဲ့ရမှာမဟုတ်ဘူးဆိုပြီးပြပမှာဆက်လက်နေထိုင်ဖို့ရွေးချယ်ခဲ့သူဖြစ်ပါရရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတော်ငုခတ်တာပါ။ကျေးဇူးတင်ပါရရှင်။